မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါရပြားထံတော်မှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရဖို့လဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇူရောအပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာပထမဆောင်အခန်းကြီး14အပိုင်းငယ်12ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်တို့ဖြစ်၍သင်တို့ဒီဝိညာဉ်စုဂျေဇူရောတို့ကို အလွန်အလိုရှိကြသည်တွင် အသင်းတော်ကိုတိဆောက်ခြင်းကကြွယ်ဝပြည့်စုံမည်အကြောင်းကြိုးစားကြလော့ဒီကျမ်းစာကိုကြည့်တဲ့အခါမှာကျွန်တော်အလွန်ပဲစိတ်ဝင်စားမိပါတယ်မနေ့ကလည်းယုံကြည်သူတိုင်းဟာမှုတော်ဆောင်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှဖော်ပြခဲ့ပါတယ်ယုံကြည်သူတွေကဘယ်လိုအမှုတော်ဆောင်ရမလဲဆိုတာကိုလည်းကျွန်တော်သိရှိပြီးဖြစ်ပါလိမ့်မယ်ထပ်ပြီးတော့မှယုံကြည်သူတွေကအမှုတော်ဆောင်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုအမှုကိုဆောင်ရမှာလဲ ဒါနဲ့ပတ်သက်ပြီးဒီကျမ်းစာကိုကြည့်တဲ့အခါမှာသခင်ယေရှုခရစ်တော်ကအသင်းတော်ရဲ့ဥကောင်းဖြစ်တဲ့အပြင် အသင်းတော်ကသခင်ယေရှုခရစ်တော်ရဲ့ကိုးခန္ဓာဖြစ်ပါတယ်။ဒါကြောင့်မလို့အသင်းတော်လို့ပြောလိုက်တာနဲ့သခင်ယေရှုရဲ့ခန္ဓာကိုယ်ဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်။ယုံကြည်သူတွေကအဲ့ဒီအသင်းတော်ထဲမှာအင်္ဂါချင်းတွေဖြစ်တယ်ဆိုတာကိုလည်းသိဖို့လိုပါတယ်။အဲ့ဒီထဲမှာအတုံးမကြတဲ့အင်္ဂါဆိုတာမရှိဘူး။ ရုပ်ဓာတ်တွေမြက်ဓာတ်တွေစုပြီးတော့မှလဲခွဲခြားနေစရာမလိုဘူးသူဟာနဲ့သူတန်ဖိုးရှိတယ်သူဟာနဲ့သူအတုံးဝင်တယ်ဆိုတာကိုသိဖို့လိုပါတယ်သခင်ယေရှုခရစ်တော်ရဲ့ခန္ဓာကိုယ်ထဲမှာအင်္ကာချင်းဖြစ်ရတာကထိုက်တန်လို့မဟုတ်တော့ညာလဲပဲယေရှုကသူ့ရဲ့အသွေးတော်အားဖြင့်ရွေးနှုတ်ကယ်တင်ထားပြီမို့လို့ယုံကြည်သူတိုင်းဟာယေရှုခရစ်တော်ရဲ့အသက်လောက်တန်ဖိုးရှိပါတယ်ဒါကြောင့်ကျွန်တော်တို့တွေဟာ ယေရှုခရစ်တော်ရဲ့ကိုးခန္ဓာတော်တည်ဟူသောအသင်းတော်ထဲမှာတတောင့်တနေရာမှာအသုံးဝင်နေတယ်ဆိုတာကိုသိဖို့လိုပါတယ်။အဲ့တော့လက်ကလည်းလက်ရဲ့အလုပ်ကိုလုပ်ရတယ်၊ခြေထောက်ကလည်းခြေထောက်ရဲ့အလုပ်ကိုလုပ်ကြရတယ်။တူဒီ၎င်းပဲပါဇက်တို့နှာခေါင်းတို့မျက်လုံးတို့မှာစခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါများဟာမိမိကြာရကံတာမှာအမှုကို ဆောင်ရွက်နေကြတာဖြစ်ပါတယ်။အကယ်၍များခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါတစ်ခုခုချိုးယွင်းသွားရင် ခန္ဓာကိုယ်ကြီးကမကျန်းမာမှာဖြစ်သွားနိုင်ပါတယ်။တိုနီ၎င်းမှာပဲအသင်းတော်မှာယုံကြည်သူတိုင်းကအမှုတော်ကိုဆောင်ရမယ်လို့ပြောတဲ့အခါမှာကိုယ့်ကိုဘုရားသခင်ပေးထားတဲ့စုယေစုနဲ့ကိုယ်ဘုရားထားတဲ့နေရာမှာနေပြီးတော့မှ အလုလုနေရာမှာ ဖြစ်ပါတယ်။အသင်းတော်ကိုပံ့ပိုးနေရမယ်။ယုံကြည်သူအချင်းချင်းကို ကျွန်တော်တို့ကြည့်ရှုဆောင်မရမယ်။ကိုယ်မှာရှိတဲ့ခွန်အားအစွမ်းတတ္တိနဲ့ပံ့ပိုးပေးရမယ်။ တချင်းဆိုတတ်တဲ့သူကမိမိရဲ့သီဆိုးနိုင်မှုအပြင်အသိတော်ကိုပံ့ပိုးပေးရမယ်တိခတ်တတ်တဲ့သူက တိခတ်နိုင်ခြင်းအပြင်ထိုနည်း၎င်းပဲပေးကမ်းစွန့်ကြဲတဲ့သူကပေးကမ်းစွန့်ကြဲခြင်းအပြင်အုတ်ချုပ်တဲ့သူကမိမိအုတ်ချုပ်တတ်သောအစွမ်းတတ္တိအပြင်တန့်ရှင်းရေးလုပ်တတ်တဲ့သူကတန့်ရှင်းရေးလုပ်ပေးခြင်းအပြင် ဟောပြောတတ်တဲ့သူက ဟောပြောခြင်းအပြင်စသဖြင့်စသဖြင့်မတူညီတဲ့ကန္တာအသီးသီးမှာ မိမိကြွန့်ကျင်ရာမိမိပိုင်နိုင်ရာမိမိကိုဖျားပေးထားတဲ့စုကျေစုတွေနဲ့ယုံကြည်သူအချင်းချင်းအပေါ်မှာကျေးဇူးပြုရမယ်မေတ္တာပြရမယ်စောင့်ရှောက်ရမယ်ဆိုတာကိုသိဖို့လိုပါတယ်ဒါကလည်းအမှုတော်ဆောင်ခြင်းဆိုတာကို နားလည်ဖို့လိုပါတယ်အမှုတော်ဆောင်နေမှ အမှုတော်ဆောင်တာမဟုတ်ပါဘူးယုံကြည်သူတိုင်းဟာခရစ်တော်ရဲ့ကိုးခန္ဓာတော်တည်ဟူသောအသင်းတော်ကြားမှာဖို့ယုံကြည်သူတိုင်းတိုးပွားဖို့ ယုံကြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ဝမ်းနည်းနေတဲ့သူတွေကိုနှစ်သိမ့်ပေးဖို့စင်းရဲတဲ့သူတွေကိုမဆားဖို့ငမွတ်နေတဲ့သူကိုကျွေးမွေးဖို့အဝတ်ချီးစီးရှိတဲ့သူတွေကိုအဝတ်ပေးဖို့ကိုတက်နိုင်တဲ့လုံနိုင်တဲ့ကန္တရှိရင်ကိုမှာရှိတဲ့ခွန်အားအစွမ်းတတ္တိနဲ့ကြိုးစားပြီးပံ့ပိုးကူညီပေးဖို့ဆိုတာတွေကအမှုတော်ဆောင်ခြင်းပဲဖြစ်ပါတယ်ချစ်တော်မိဘကြီးကိုမောင်နှမတို့အကယ်၍များကိုက လောကထဲမှာပဲနေပြီးတော့စီးပွားပဲရှာပြီးတော့အသင်းတော်ကိုမပြုစုဘူးအသင်းတော်ကိုဂယုမဆိုင်ဘူးအသင်းတော်ကိုမျက်ွယ်ပြုတ်ပြီးဘေးထွက်နေတယ်ဆိုရင် तू ဟာအမှုတော်ဆောင်နေတာမဟုတ်ဘူးတာဝန်ပြက်ကွက်နေတယ် तू ရှိရမယ့်နေရာမှာရှိမနေဘူးဒါကြောင့်မလို့ကိုယ့်ရဲ့အသက်တာအတွက်လည်းကောင်းကြီးမဖြစ်စေဘူးဆိုတာကိုသိဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်တို့အသင်းတော်ကနေဘေးထွက်နေတဲ့သူတွေအသင်းတော်ကိုပြန်လာပါ ဝิญဉ်မိတ်သာရတဲ့ကို ပြန်လာပါယုံကြည်သူအချင်းချင်းကို ကိုယ်မှာရှိတဲ့စုဂျေစုတွေနဲ့ဆက်ကပ်ပါဝင်ပါလို့တိုက်တွန်းပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျာကိုရကိုဂျေစုတင်ပါတယ်ကျွန်တော်တို့ကဝิญဉ်ရေးရအတိုင်းဝန်းနဲ့မကင်းကွာပဲခရစ်တော်ရဲ့ကိုခန္ဓာတည်းဟူသော အသင်းတော်ထဲမှာတယောက်ကိုတယောက်စောင့်ရှောက်တက်စေဖို့မာစာပါကိုမှာပေးထားတဲ့ဖျားပေးတဲ့စုဂျေစုတွေကို ကောင်းစွာအသုံးချတတ်ဖို့လည်းမဆပါဂျေစုတင်တဲ့တနေ့တာလုံးလက်ဝဲအနန္နဲ့ကိုတော့တူရှိပြီးကောင်းချီပေးပါမိအကြောင်းနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောလက်တော်မဆပါမိအကြောင်းယေရှုခရစ်တော်နာမ၌ဆုတောင်းအနန္တပါ၏အာမင်